င်္ဂလာပါရှင်ဗမာခေတ်သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်ယခုအချိန်မှစပြီးဧပြီလ22ရက်နေ့မနက်၈နာရီသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးသတင်းအနေနဲ့ဧပြီလ1ရက်နေ့ဘက်တွင်အနောက်နှင့်အနောက်တောင်ဘက်တို့မှတနအိမ်မိုင်20နုံခန့်လေးပြင်းတိုက်ခတ်နိုင်ဖို့ဆိုတဲ့တင်ပေးဖြစ်ပါရရှင် ယခုဧပြီလ19ရက်မှ25ရက်ထိရေတတပတ်တာကာလအတွင်းအနောက်နှင့်အနောက်တောင်ဘက်တို့မှတနိုင်းမိုင်20နှုန်းခန့်လေပြင်းတိုက်ခတ်နိုင်ကြောင်းပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောကြားထားသည်။၎င်းကမြန်မာနိုင်ငံမိုးလေဝသအခြေအနေနှင့်ပတ်သက်၍ယမန်လေးကကြိုတင်ခန့်မှန်းချက်တွေ့ရှိဖို့အပေါ်ရင်းသို့ပြောကြားထားခြင်းဖြစ်သည်။ လေပြင်းတိုက်ခတ်မှုခံမှန်းချက်အရမကွေတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်ကောင်စီနယ်မြေချိုးနိုင်အနောက်ဘက်မှလေပြင်းတိုက်ခတ်မှုတနိုင်လဲမိုင်20နုံခန့်တိုက်ခိုက်နိုင်သည်ဟုဆိုသည်ထိုနေတူ AR မြို့ဝကျွမော်ဒေသပဲခူးတိုင်းအနောက်ပိုင်းနဲ့ရန်ကုန်တောင်ပိုင်းကံရိုရန်အနီးရှိဒေသချိုးရင်လည်းအနောက်ဘက်နဲ့အနောက်တောင်ဘက်မှလေပြင်းတနိုင်15မိုင်နုံမှမိုင်20နုံထိတိုက်ခတ်နိုင်သည်ဟုအသိပေးထားသည် ကချင်ပြည်နယ်စကိုင်းတိုင်းတပ်ပိုင်းနှင့်ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင်မိုးအထင်းထင်မှမိုးများနိုင်ပြီးမကွေးတိုင်းမြောက်ပိုင်းဒေသအချို့နှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအချို့တွင်မိုးအနေငယ်ရွာသောနိုင်ကြောင်းခန့်မှန်းထားသည်။ထို့ပြင်အပူချိန်များအနေဖြင့်မြန်မာနိုင်ငံအလဲပိုင်းမကွေးတိုင်းစကိုင်းတိုင်းနှင့်မန္တလေးတိုင်းဒေသများတွင်နေ့အပူချိန်များ 40ဒီဂရီဆယ်စီယက်ခန့်အမြင့်တက်လာနိုင်ကခရမ်းလွန်ရောင်ကြီးအညွန်ကိန် UV intern များမှာ AR တိုင်းရန်ကုန်တိုင်းတနင်္သာရီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင်နနက်7:00နာရီမှ နေ့လယ်2:00နာရီခန့်အမြင့်တက်နေနိုင်ကြောင်းခန့်မှန်းထားသည် မြန်မာပင်လယ်ပြင်တွင်နောင်လာမည့်9ရက်အတွင်းထူးခြားမိုးလေဝသဖြစ်စဉ်အခြေအနေများမရှိဟုအဝင်းနိုင်ခမန်းသုံးသက်ကြရသေးသည်သည်ဆလဘီဂျိုက်တီယိုတောင်ကျင်းတွင်ဖန်ဆီရမည်သောပြူစောတိကောင်ဆောင်လှိုင်းမင်းအပါဝင်အဖွဲ့ဝင်ငေါကိုဆလဘဖန်ဆီထားပြီးအရေးယူမည်ကြံရှိသောမိသားစုဝင်အလုံးကို PDF တပ်ဖွဲ့ကပြန်လွှတ်ပေးဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မွန်ပြည်နယ်စိုက်တိုမြို့နယ်စိုက်တီယိုတောင်သေးရှိကင်မွန်ချောင်းကျေးရွာကရက်ချောင်းရေတကောနဲ့ဖမ်းဆီးရမိသောပြူစောတီကောင်ဆောင်လိုင်းမင်းအပါဝင်အဖွဲ့ဝင်ငောင်းကိုဆက်လက်ဖမ်းဆီးထားပြီးအရေးယူသွားမည်ဖြစ်ကြောင်းအမတ်၂၇ဘူဟာတာငန်ရဲဘော်အေမင်ထွန်းကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည် ဧပြီလ15ရက်နေ့တွင်စိုက်တိုမြို့နယ်ကရက်ချောင်းရှိစားတောက်ဆိုင်တစ်ခု၌တောက်စားမှုရင်းနေသည့်ညောင်လေးပင်မြို့နယ်ပြူစောတိကောင်ဆောင်ဦးလိုက်မင်းဒုရယပြူစောတိကောင်ဆောင်မဲကြီးအပါဝင်မိသားစုဝင်48ယောက်ကိုစိုက်တိုမြို့နယ်ပြည်သူ့ကာဝေးရေးအဖွဲ့ကအရှင်ဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်းသိရသည်ထို့သောဖန်စီခဲ့သူများနဲ့ပြူစောတီကောင်ဆောင်လိုင်းမင်းပြူစောတီဒုတိယကောင်ဆောင်မဲကြီးပြူစောတီအဖွဲ့ဝင်မင်းမို့ဦးလိုင်းမင်းဤတော့ ကြော့ကြော့ဦးတိန်ထိန်နဲ့လိုင်မင်းမိမဖြစ်သူရှမင်းတို့ကိုဆက်လက်ဖမ်းဆီးထားပြီးချမ်မီသားစုဝင်များကိုဧပြီလ16ရက်နေ့မှာပြန်လွှတ်ပေးခဲ့ကြောင်းသိရှိရသည်။ စစ်ကောင်စီထောက်ခံတဲ့ lobby သတင်းတွေကဝါရဖြန်တယ်လို့မျိုးဖျားဖို့ပြည်သူတွေကိုအကြောင်းမဲ့ဖန်စီတာမျိုးမလုပ်ပါဘူးအဲ့ဒီလိုအလုပ်တွေကသူတို့ပဲလုပ်ကြတာပါကျွန်တော်တို့ကမတိကျမသေးကြပဲဘာမှမလုပ်ဘူးသူတို့တောက်စားမှုရစ်ပြီးရေကူးနေကြတဲ့အချိန်မှာဖန်တာပါဖျားဖို့တဲ့အချိန်ဖန်တာမဟုတ်ပါဘူးအတိတ်ကဖန်တာကတော့ကောင်းဆောင်လိုက်မဲမှာသူနဲ့အတူပြူအဖွဲ့ဝင်လျောက်ပါတယ် ဒါပေမဲ့မိသားစုတွေရောပါလာတာဆိုတော့သူတို့မိသားစုတွေရဲ့လုံခြုံရေးကိုလည်းစိုးရိမ်ပြီးအားလုံးကိုလက်တလောခေါ်သွားတာပါမိသားစုဝင်တွေကိုတော့ကောင်းကောင်းမွန်မွန်ကျွေးမွေးဆောင်ရှောက်ထားပြီးအခုတော့သူတို့မိသားစုကိုပြန်လွတ်ပေးလိုက်ပါပြီလို့ရှဲဘော်အီမင်ထွန်းကပြောဆိုသည်အဆိုပါဖန်စီထိန်ထိန်ထားသောပြူစောထင်းများတဲ့အချမ်းဘက်စတက်ဤခမရ20တရင်နဲ့ပိုးပေါင်းကဈေးရမြောင်ကိုမိရှောဖြတ်စေခြင်းပြည်သူပိုင်ပစ္စည်းများကိုခိုးယူခြင်းပြည်သူများကိုရရဆက်ဆက်တက်ဖြတ်ကအလောင်းဖြောက်ခြင်းပြည်သူပိုင်ပစ္စည်းများကိုရောင်းစားကခမရ20တက်သူပေးဖို့ ုခြင်းညောင်လေးပင်မြို့နယ်စီမံကောင်စီဘုံမိုးနေလင်းနှင့်ပေါင်းကလူငယ်များကိုဖန်ဆီးပြီးခမရ440တရင်ထိုင်ဦးတို့ပို့ဆောင်ခြင်းလူငယ်များနှင့်အတူပါလာသည့်ဆိုင်ကယ်များကိုရောင်းစားကဘုံမိုးနေလင်းနှင့်ခွေဝေယူခြင်းတို့ကိုလှုံ့ဆော်နေသူများဖြစ်ကြောင်းသိရသည် ဖန်နှင်းချိန်မှာပါလာတဲ့မိသားစုဝင်တွေကိုပြန်လွှတ်လို့ရပေမဲ့ဘသူကပြူစော်တယ်ဘသူကပြည်သူဆိုတာမသိရသေးလို့ခေါ်ဆောင်သွားတာဖြစ်တယ်။လုံခြုံတဲ့နေရာရောက်တဲ့အချိန်မှာဆက်စေးပေါ်ပေါက်ချက်အရာခေါင်းဆောင်ကလိုင်းမင်းသူစနေမရမင်းအပါဝင်၅ဦးအဲ့ရတွေကိုတော့လက်ရှိထိန်သိမ်းနေစေဖြစ်ပါတယ်။သူတို့နဲ့ဆိုင်တဲ့မိသားစုဝင်တွေကပြူစော်တယ်ဝင်တွေမဟုတ်ပါဘူး။ကျွန်တော်တို့အနေနဲ့ကတော့ပြည်သူလို့သတ်မှတ်လိုက်တယ်။အပြည့်ရှိသူကိုတော့အပြည့်ရှိတဲ့အတိုင်းဖော်ထုတ်အရေးယူသွားမှာဖြစ်တာပေါ့။ဒါကိုပြည်သူလူထုကိုချပြခြင်းဖြစ်ပါတယ်လို့ရဲဘော်အင်းမင်းထွန်းကဆက်လက်ပြောဆိုသည် ်ထို့သောဆက်လက်ဗန်းစီဆက်စေးနေသောပြည်စော်တဲ့အဖွဲ့ဝင်များကျူးလွန်ခဲ့သည့်ပြစ်မှုများကိုဖော်ထုတ်ကကျူးလွန်ထားသည့်ပြစ်မှုများပေါ်မူတည်၍ထိရောက်သည့်ပြစ်ဒဏ်ရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိပေးထားသည် သူတို့ဂျူလွန်တာတာတွေအများကြီးပါအသေးစိတ်ကိုပြည်သူတွေကိုချပြပေးသွားမှာပါအဲ့ဒီပြူစောတီနဲ့မိသားစုဝင်တွေဖန်ဆီးခံလိုက်ရတဲ့ကရက်ချောင်းရေတကွန်ဟာစက်ကောက်စီတက်တွေလုံချုံအပြည့်ယူထားတဲ့ကြိုက်ဒီယိုတောင်ကြီးကကင်းမွန်စခန်းနဲ့မိုင်ဝက်ကြော်ကြော်လောက်သွားဝေးပြီးဆိုင်ကနဲ့သွားရင်5မိနစ်ဝန်းကျင်သာသွားလိုက်ရတဲ့နေရာဖြစ်ပါတယ်ဟုအမတ်29ပြူဝမှုရဲဘော်အီမင်ထွန်ကပြောဆိုသည် ရှကုတ်တကတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ NUG PDF အပါအဝင်အဖွဲ့တိုင်းနဲ့ဆွေးနွေးမျိုးစက်ကောင်စီငိမ့်ကောဥက္ကဋ္ဌပြောဆိုရတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ အမျိုးသားညညရဲ့အဆိုအရ NUG ပြည်သူ့ကော်ရီတမ်ရော PDF အပါအဝင်အဖွဲ့တိုင်းနဲ့ဆွေးနွေးမိဖြစ်ကြောင်းစစ်ကောင်စီအမျိုးသားစီလုံးညညရဲ့နဲ့ငြိမ်းချမ်းရေးပေါ်ဆောင်မှုကော်မတီ NSB NC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေကပြောသည်ပြီးခဲ့သည့်မတ်လ24ရက်မှ26ရက်နေ့ထိနေပြည်တော်တွင်ပြုလုပ်ခဲ့တဲ့2025ငြိမ်းချမ်းရေးဆွေးနွေးပွဲနောက်ဆုံးနေ့တွင်၎င်းကအထက်ပါတိုင်းထည့်သွင်းပြောကြားခဲ့သည့်အကြောင်းဆွေးနွေးပွဲတွင်ပါဝင်တက်ရောက်ခဲ့သူတွေကပြန်လည်ပြောပြခဲ့ခြင်းဖြစ်သည် မြေရင်းအပွဲမဆိုဘဲအပွဲဖြစ်ဖြစ်ဆွေးနွေးမယ်ကြိုတင်သတ်မှတ်ချက်မထားကြနဲ့လာသာလာခဲ့တကယ်လို့ရှိရင်လည်းအဲ့ဒါကိုစာဆွေးနွေးမယ်နေရမရွေးဘူးဆွေးနွေးဖို့အသင့်ရှိတယ်ဟုစစ်ကောင်စီငိမ့်ကဥက္ကဋ္ဌကပြောသည်သို့သော NUG ဘက်ကမှအယုံကြည်မရှိဖြစ်နေပြီးဆွေးနွေးလို့စိတ်မရှိဖြစ်နေသည်ဟုအစိုးရဘွဲတက်ရောက်ခဲ့သူကပြောသည်ထို့အကြောင်းနဲ့ပတ်သက်၍ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူကိုနေဖုံးလက်ကောင် ကျွန်တော်တို့တော်လိုင်းအင်အားစုတွေအနေနဲ့ကနိုင်ငံရေးဥတည်ချက်6ရက်ရှိပြီသားဖြစ်တယ်။အဲ့ဒါဟာကကန့်တန့်ချက်တွေဘာတွေပြောနေစရာမလိုဘူး။ကျွန်တော်တို့နိုင်ငံနဲ့ပြည်သူလူထုအတွက်အထူးသဖြင့်ကျွန်တော်တို့နိုင်ငံမှာအခုလိုမျိုးစစ်တပ်ကခဏခဏအာဏာသိမ်းပြီးပြည်သူကိုနှိမ့်ဆက်မှုပြုနေတဲ့အစိုးရတန်ရာလဲနေတာကိုရပ်တန့်မှုအင်မတန်မှအရေးကြီးတဲ့ချက်တွေဖြစ်ပါတယ်။ဒီတစ်ချက်တွေကတကယ်အခြေခံမဖြစ်မနေတိုင်းမျိုးကိုခေပြောင်းစနေပြောင်းလုပ်မယ်ဆိုရင်တော့ဒီအချက်တွေနဲ့ကိုင်းညီမှဖြစ်မယ်ဆိုတဲ့သဘောနဲ့ဥတည်ချက်6ရက်ကိုအတီလင်းကြီးညာထားတာဖြစ်ပါတယ်။ ဒီအချက်တွေပေါ်မှာအခြေခံပြီးမှသာလင်စကားပြောမယ်ဆိုတဲ့ကိစ္စရက်တွေကဖြစ်ဖို့ရှိပါမယ်ဟုပြောသည်။သို့သောစက်ကောင်စင်းနေဖြင့်လက်ခံဆွေးနွေးရန်လမ်းဖွင့်ထားသည်ဟုပြောဆိုရုံမရပဲလက်ရှိစစ်တပ်ကလှုပ်ဆောင်နေသည့်လေရင်ဖြင့်ပုံစဲခြင်းအရသာပြည်သူများကိုပြစ်မှတ်ထားပြီးတပ်ဖြတ်မှုများကိုရှက်တန်းကရရန်နေနိုင်ငံရင်းစင်းသားများကိုလွှတ်ပေးရန်လိုအပ်ကြောင်းပြောင်းလဲမှုလိုလားသည့်စိတ်ဆန္ဒများကိုပြသခြင်းမရှိပါကတော်လိုင်းအင်အားစုများကလက်ခံဆွေးနွေးမည်မဟုတ်ကြောင်းဦးနေဖုံလက်ကဆက်လက်ပြောကြားသည် ထို့ပြင်အညာဒေသမကွေးနှင့်စကိုင်းတိုင်းအတွင်းရှိပြည်သူ့ကော်မတီတပ်ဖွဲ့အချို့ကထိုသို့ဆွေးနွေးမည်ဟုပြောဆိုခြင်းနှင့်ပတ်သက်၍အယုံအရှိမရှိကြောင်းမှတ်ချက်ပေးကြသည်သူတို့ကတော့အခုမှဒီစကားကိုပြောတာမဟုတ်ပါဘူးတခြားလုံးအဲ့ဒီစကားကိုသုံးလာတာမို့ဘာမှတော့အရေးမကြီးပါဘူးမကွေးတိုင်းမြိုင်နဲ့ပေါင့်ဒေသရှိကောက်ရဲတက်များစူပေါင်းဖွဲ့စည်းထားတဲ့အညာမြေတပ်ပေါင်းစုပြန်ကြားရေးတောင်းခံကပြောသည်တဖန် NUG PDF နဲ့ပတ်သက်၍စစ်ကောင်စီထင်မြင်ယူဆချက်များကို၎င်းကအချက်၄ချက်ဖြင့်ထောက်ပြပြောဆိုသည် တင်းအချက်ကမခံချိမခံနိုင်မှုနှင်းအချက် NUG PDF ဒီအနာသိမ်းပြီးနောက်မှာတအားအားကောင်းလာတော့အရန်ကိုမုံတိမှုသုံးအချက်ကအမေစုရဲ့ NLD နဲ့တရားရဂိုင်းလုံးဆက်ဆက်နေမှုလေးအချက်ကပြည်သူထောက်ခံမှုကိုတရားရဂိုင်းလုံးရထားလို့အဲ့ဒီအချက်တွေကစာခရီတအားကိုမုံတိပြီးမနာလို့ဖြစ်စေတယ်။ဒါကြောင့်ဒီအဖွဲ့တွေကိုနောက်ဆုံးနောက်ဆုံးသူတို့လုံလုံရှုံးမှသာထပ်ပေါက်ဖြစ်လက်ဆွဲလိမ့်မယ်လို့ကျွန်တော်တို့ခံမှန်းနေလို့၎င်းကပြောသည်။ မက်ရှလနောက်ဆုံးဘက်ကပြုလုပ်ခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်စစ်ကောင်စီကငြိမ်းကောဥက္ကဋ္ဌက ကျွန်တော်တို့ကဘာသတ်မှတ်ချက်မှမရှိဘူး။ကျန်တဲ့အဖွဲ့အစည်းတွေကသတ်မှတ်ချက်တွေရှိတယ်။တမ်မရိုကနိုင်ငံရေးကထွက်မာတို့တမ်မရိုကိုဖျက်မာတို့ယာယီအစိုးရအဖွဲ့မာတို့စသဖြင့်ဒီလိုမျိုးကန့်သတ်ချက်တွေအဲ့ဒါတွေရှိမှလာဆွေးနွေးမယ်ဆိုရင်မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေရှိတယ်။ဒါပေမဲ့အဲ့ဒီတောင်းဆိုမှုတွေကိုလည်းလက်ခံဆွေးနွေးဖို့လမ်းဖွင့်ထားတယ်ဟုပြောကြားခဲ့တဲ့အကြောင်းစစ်ကောင်စီရဲ့အတွက်ဝါရဖြန့်တရင်ဌာနများ၏ Telegram များတွင်ဖော်ပြထားတဲ့ဗီဒီယိုများအများသိရသည်။ လက်ရှိလက်နက်ကင်တိုက်ပွဲလေးနဲ့နေပါကာလာတိန်စကားစီထိန်းချုပ်ထားနိုင်တဲ့နေမြေလေးပုံတပုံမင်းမရှိတော့ကြောင့်အမျိုးသားညညရေးဆိုရ NUG ရဲ့သမရတူဝလက်ရှိလက2025မြန်မာနှစ်သက်ကိုမိန်ကွန်တွင်ထည့်သွင်းပြောကြားခဲ့သည်တော်ပြင်ယခု2025ခုနှစ်တွင်ကြီးမားသည့်တော်လိုင်းအပြောင်းလဲဖြစ်လာစေမည်နှင့်ပြည်သူလူထုအတွက်တော်လိုင်းအပိသက်အောင်ပွဲကိုယူဆောင်သွားနိုင်မည်နှင့်ဖြစ်လာစေရန်တော်လိုင်းအင်အားစုများကကြိုးပမ်းကြမျိုးယာယီသမရာကပြောကြားသည် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ NSPNC သည်ပြီးခဲ့သည့်2024ခုနှစ်ဒီဇင်ဘာနေ့ယခုနှစ်ဇန်နဝါရီလတွေနှစ်ချိန်အထိမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမရော MNDA နဲ့တရုတ်နိုင်ငံကုမင်မျိုးနိုင်ဆွေးနွေးခဲ့သည် ထို့နောက်တရုတ်ပြည်အားကြောင့် MNDA အနေဖြင့်ပြီးခဲ့သည့်နှစ်ဇူလိုင်လ25ရက်နေ့ကတင်ပိုက်ခဲ့သည့်အလားရှိုးမျိုးမှာယခုနှစ်ဧပြီလအတွင်းပြန်လည်ဆုတ်ခွာခဲ့ရပြီဖြစ်သည့်အလားတူ NSB NCD မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ဝင်ဖြစ်သည့်တောင်မျိုးသားတမရတီ NL နှင့်ယခုနှစ်ဖေဖော်ဝါရီလအတွင်းဆွေးနွေးခဲ့တော်လည်းမအောင်မြင်ခဲ့ပြီယခုဧပြီလအတွင်းနှစ်ဖွဲ့တက်မှန်တွေ့ဆုံရန်ရှိသည်ဟု PSLF DNL ဘက်ကဖေဖော်ဝါရီဆွေးနွေးပွဲပြီးထုတ်ပြောထားတော်လည်းဧပြီလ20ရက်နေ့အထိဖြစ်ပေါ်လာခြင်းမရှိသေးပြီ။ ဆလဘီစစ်ကောင်စီဘက်ကအရတားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ပြစ်မှတ်ထားတိုက်ခိုက်ခံရနိုင်တဲ့အဆောင်အုံတွေနဲ့ဝေးတဲ့နေရာမှာနေကြဖို့ KNU 3 base ရဲ့ရင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ အကြမ်းဖက်ဆက်ကောင်စီတပ်တွေကရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ပြစ်မှတ်ထားတိုက်ခိုက်ခံရနိုင်တဲ့အဆောက်အုံတွေနဲ့ဝေးတဲ့နေရာမှာနေကြဖို့ KNU ဘိုကပြည်သူလူထုကိုသတိပေးပြောကြားလိုက်ပါတယ်။လက်ရှိအချိန်မှာကရင်ပြည်နယ်နေရာနဲ့တိုက်ပွဲတွေပြင်းထန်နေပြီးအာဏာသိမ်းအကြမ်းဖက်ဆက်ကောင်စီတပ်တွေဘက်ကရက်သားပြည်သူလူထုကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။ဆက်ကောင်စီကစည်ရေးပြစ်မှတ်မဟုတ်တဲ့စာသင်ကျောင်း၊ဖုန်ကြီးကျောင်း၊ဖျားကျောင်းတွေနဲ့ဆက်ဆောင်ပြည်သူတွေနေထိုင်ရနေရာဒေသတွေကိုလက်နက်ကြီးတွေ လင်းရင်တွေနဲ့ပြင်းမဲ့ထားတိုက်ခိုက်နေတယ်လို့လည်းအသိပေးထားပါဗျ။ဒါကြောင့်သတင်းမီဒီယာတွေဒေတာရင်းတက်ကြွလှုပ်ရှားသူတွေအနေနဲ့သတင်းရယူတင်ဆက်ရမှာပြည်သူလူထုပုံရှောင်နေထိုင်ရတဲ့နေရာတွေကိုအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ကအလွဲတကူရှာဖွေပြီးလေကြောင်းကနေတိုက်ခိုက်တာလက်နက်ကြီးနဲ့တိုက်ခိုက်တာတွေမပြုတ်လုံနိုင်အောင် သတိထားတင်ဆက်ပေးဖို့အသိပေးပန်ကြားထားပါဗျ။မိဘပြည်သူတွေအနေနဲ့လည်းအာနာသိန်းချမ်းဘက်စစ်ကောင်စီတပ်ကပြစ်မှတ်ထားတိုက်ခိုက်ခံရနိုင်တဲ့အဆောက်အုံတွေနဲ့ဝေးတဲ့နေရာမှာနေထိုင်ကြဖို့တိုက်ပွဲဖြစ်ဒေ တာတွေမှာအရေးကြီးတဲ့အကြောင်းကိစ္စမရှိဘဲသွာလာတာတွေမပြုတ်လို့ဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်းကမိုးကာလာမတိုင်မီရနိုင်သမျှနေရင်းနဲ့လက်လွတ်ဆုံးရှုံးထားတဲ့နေမျိုးတွေနဲ့မြို့နယ်တွေကိုပြန်လည်သိမ်းပိုက်ဖို့လောင်းအောင်ခံတပ်တွေကိုညွှန်ကြားထားတာကြောင့်လာမယ့်မေလနဲ့ဇွန်လဆန်းပိုင်းမှာလေကြောင်းတိုက်ခိုက်မှုတွေပိုများလာနိုင်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကသတိပေးပြောကြားထားပါတယ်။